โอเคဒီကျွန်တော်တို့အခုချိန်မှာဒေါ်လာကြီးရလက်ဒီအရင်ကတည်းက local pdf တွေပါဝင်လက်နဲ့အင်အားတွေအတိုင်းတာတစ်ခုထိရှိစူးဆောင်းလာထားကြပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ချင်းပြီမှာလောက်ခဲ့တဲ့မျိုးသိန်းစစ်စင်ဟာမျိုးကိုကျွန်တော်တို့ကြည့်မယ်ဆိုမျိုးတစ်မျိုးသိန်းဖို့အတွက်ဒေါ်လာသို့မဟုတ်တသိန်းနဲ့ဒါ9သိန်းဝန်းကျင်ခန်းလောက်နဲ့ဒါမျိုးသိန်းနိုင်တဲ့အနေအထားဖြစ်တယ် NUG တုံးလာခဲ့တဲ့ budget ကဆိုရင်အဲ့လိုပုံစံမျိုးတွက်ပေးရင်တော့ ဒါတနိုင်ငံလုံးတိုင်းတာတောင်မှပေးနိုင်ရမယ်ဘတ်ဂျက်ကြီးအမောင်းကြီးကိုပိုင်ဆိုင်ထားတယ်ဒါပေမဲ့အခုချိန်မှာ NUG ကမြို့သိမ်းတိုက်ပွဲလှုပ်ဆောင်နိုင်နိုင်တဲ့ဟာတွေကမရှိဘူးလို့ပြောလို့ရတာပေါ့နော်မန္တလေး PDF ကမဟာမေးရီအကူအညီနဲ့ယူတဲ့ဟာမျိုးကလွေးပြီးတော့မှပေါ့နော်ဆိုရင်အဲ့ဒီမှာကျွန်တော်ပြည်သူတွေရှင်းအောင်ဆွေးနွေးစီချင်တာကဆရာတို့ဘန္ဒာကြီးကော်မတီနေနဲ့အရင်တခြားတော်လှန်ရေးအင်အားစုတွေနဲ့မတူကွေးပြတဲ့တော်လှန်ရေးဘတ်ဂျက် အတုံးပြုံးမဲ့နိနာတွေကြိုတင်ဆွေးနွေးထားတာရှိပြီလားအချပြလို့ရတယ်လို့ဆွေးနွေးပေးပါဦးလားဟုတ်ပါလေဆရာကုနာကပြောတယ်လို့ပဲနော်မြို့သိမ်းတိုက်ပွဲတပွဲတိုက်မယ်ဆိုလို့ရှိရင်ဘလောက်လောက်ခမန်းကြီးကုန်နိုင်တယ်လဲဆိုတာကိုတွက်ကြည့်လို့ရပါတယ်မြင်ရပါတယ်သိပါအဲ့တော့ကတကယ်တကယ်ကျတော့ဒေါ်လာတန်ပေါင်းများစွာကိုရရှိခဲ့တဲ့ကင်တွေခဲ့တဲ့တုံးဆွဲခဲ့တဲ့ NUG အနေနဲ့တကယ်သာစစ်အနိုင်တိုက်ရေးကိုလုပ်မယ်ဆိုရင်မြန်မာတပီလုံးကိုတိမ့်ပြီးသားအနေဒါဖြစ်ဖို့ဖြစ်ရမှာနောက်တစ်ချက်ကြီးစံဆက်ယုံဆိုတာ ထောင်ရင်ရတယ်ဗျဆရာကြီးလက်နက်စက်ယုံဆိုတာထောင်ရင်ရတယ်ဗျဒါပြင်ကိုကျွန်တော်တို့ကြားသိခဲ့ရတဲ့သတင်းအရဒေါ်လာရေးအစမှာဥရောပတိုင်းပြည်တစ်ခုကလက်နက်စက်ယုံကိုလာပြီးတော့ဥတွက်ဖက်ဆက်ထုတ်မယ်ဆိုတဲ့သတင်းစာအားတော့ကျွန်တော်တို့တက်တက်ကြားမိတယ်ဗျအဲ့ဒါတွေလည်းညင်းရတယ်လို့တော့ကျွန်တော်တို့ကြားမိတယ်ဗျနော်ဆိုလိုချင်တာက DHA ၄နှစ်ကျော်၅နှစ်မှာမနေ့တနေ့မှာဖြစ်နေတဲ့ကိစ္စမဟုတ်ဘူး တော်လည်းအောင်နိုင်မှုဆိုဘာလို့လဲလက်နဲ့လူတွေခရမ်းမီးကြောက်တွေလူတွေဒါအသိနေရပါအားလုံးသိအဲ့တော့ဒါတွေအတွက်ကိုဘလောက်လုတ်ပြီးပြီလဲကျွန်တော်တို့ဒေါ်လာရေးကြီးမှာအဓိကရန်သူဘက်ကအားကြနေတာကလေချောင်းအဲ့ဒီလေချောင်းကိုဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေကဖြစ်စေဂျင်လုံးလို့ငတ်ကင်ငတ်ကင် ပစင်းကင်ဆိုပြီးတော့လုတ်ပေးလိုက်တယ်ဘယ်ရောက်သွားတယ်လဲဘာဖြစ်သွားတယ်လဲဒီအပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုရှိသလားထွက်ပြီးတော့ရှင်းသလားဒါတွေပြန်ကြည့်ကြည့်ပါဘာတခုမှမလုပ်ဘူးအမမဆိုကျွန်တော်တို့ဒီဟာကတော်လိုင်းတစ်ခုကိုဥဆောင်ပြီးပြီဆိုလို့ရှိရင် ဒီတာဝန်ကိုယူထားလို့ရှိရင်ဒီတာဝန်ကိုကျင်ရမယ်ဒါကိုမလုပ်နိုင်မနဲ့ဒီတာဝန်ကိုယူထားတာအကျိုးဒီဒေါ်လာရဲ့ကြီးအကျိုးစီးပွားပြတ်ပြောင်းအောင်လုပ်ချင်တဲ့အတူတူပဲအဲ့တော့ကျွန်တော်လေးနှစ်ကျော်ကူအချိန်ကြီးအများကြီးဆုံရှုံနေတာသွားတယ်ဒေါ်လာရဲ့မှာအချိန်ကအသက်ဘဝပြလေးနှစ်ကျော်ဆိုတဲ့အချိန်ဆိုတာအရန်ကိုများလွန်အားကြီးတယ်တကယ်ဆွတ်ဆွတ်တမန်တခင်အောင်စန်းလို့ခေါင်းဆောင်မျိုးနော်နောက်တစ်ခါကျတော့ဇန်လန်စကီလို့ခေါင်းဆောင်မျိုးတွေဆိုလို့ရှိရင်ယနေ့ဒေါ်လာရဲ့အခြေသည်တမျိုးထွက်နေမှာဖြစ်တယ်ဒီလိုမျိုးမဖြစ်လာလို့ကျွန်တော်တို့ရင်က ဝေဖန်ထောက်ပြရင်နောက်ဆုံးတော်လိုင်းရေးတားလျှောသွားနိုင်တဲ့အနေအထားမှာကျွန်တော်တို့လှုပ်လာကြရခြင်းဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းရေးမှာဆိုလို့ရှိရင်အရေးကြီးတာက mask ရယ် media ရယ် money ရယ် military ရယ်ဆိုတော့ m လေးလုံးပေါ့နော်ဒါကသက်အရေးကြီးတယ် mask ဆိုတာကတော့လူလူရဲ့ထောက်ခံမှု media ဆိုတော့ဆရာတို့လို media တွေပြည်သူကိုသတင်းစစ်သတင်းမှန်ပေးနိုင်မှုလို့။ဘာကြောင့်လဲစစ်ကောင်စီကလည်းတံပြန် media စစ်စင်ရေးတွေလုပ်နေပြီးတော့6800စာတွေဆိုတာဆရာတို့လည်းသတင်းတွေတွေ့မှာပေါ့နော်လိုင်းပေါ်မှာအကောင့်ကဘာလို့လဲလုပ်နေကြ။ money ဆက်နံတိုက်ရေးအတွက်ပတ်စံမရှိလို့မရဘူးကျွန်တော်တို့ကဒီတိုင်းပဲသွားပြီးတော့ဘန်းနဲ့ပေါက်လို့မရဘူးဒီပတ်စံရှိမှကျွန်တော်တို့လက်နက်တပ်စင်ရေးမှုစေဝါရိတ်ခါဓာတ်တွေလုပ်လို့ရနောက်ဆုံး military ဒီဟာတွေကို military ဆိုတဲ့ကျွန်တော်တို့ကလည်း LDF တွေ PDF တွေဂျန်စီတွေကိုကျွန်တော်တို့ကကောင်းကောင်းငေါငေါဆွဆွပွင့်လာအောင်ကျွန်တော်ကလုပ်ပေးနိုင်မှာဖြစ်တယ်အဲ့တော့ငွေကြေးရဲ့အခက်ကဏ္ဍသည်အလွန်အရေးပါအဲ့တော့ဒီငွေကြေးကိုကျွန်တော်တို့ကရတဲ့နည်းနဲ့အကောင်းဆုံးနည်းနဲ့တမာတမတ်နည်းနဲ့ကျွန်တော်တို့ရှာမယ်ရှာပြီးကျွန်တော်တို့နားလည်ထားတဲ့ နော်အခြေခံမူရရသလောက်ရှာသလောက်ကိုတပြားမကျန်အကုန်သုံးမယ်ဒါကိုတော့ကျွန်တော်တို့အခြေခံမူရှိတယ်ဒီဟာကိုသုံးတဲ့အခါမှာလဲကျွန်တော်တို့ကအမှန်တကယ်ကိုပွင့်လင်းမြင်သာမှုရှိရှိနဲ့ချက်ကန်ဘယ်လန့်စ်နဲ့ accountability နဲ့နော်ကျွန်တော်တို့ပြောချင်တာကနော်အချင်းချင်းစောင့်ကြည့်ထိတ်သိမှုရှိမယ်စည်ရင်းစစ်ရှိမယ်ဒါတွေကိုအကုန်လုံးအဲ့လိုမျိုးပုံစံနဲ့ဗန်ဒိုင်းဆိုင်ရာကျွမ်းကျင်တဲ့ပုံကိုယ်တွေကိုယ်တိုင်ကဥဆောင်ပြီးတော့စည်ရင်းစစ်ဒီစည်ရင်းကန်ဒီဗန်နာမကွေစီမံခန့်ခွဲမှုတွေကိုလှုပ်ဆောင်သွားမှာဖြစ်တယ် ဲ့တော့စစ်တပ်ရဲ့ပတ်စံလူတွေဆိုတာကျွန်တော်တို့သိတယ်